ကစ္စတန်နိုင်ငံသားရဲ့ဝန်ကြီးအစ်ဟာဒါရဲ့တုံးရက်ကြာတရုတ်ခီးစဉ်အတွင်းနှစ်နိုင်ငံကောက်ွယ်ရေးနဲ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေကိုမြှင့်တင်ဖို့ဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။အိန္ဒိယနဲ့စီးရီးတင်းမာမှုတွေဖြစ်ပွားပြီးနောက်ဒါရဲ့ပထမဆုံးပြည်ပခီးစဉ်ဟာ ပါကစ္စတန်ကိုတရုတ်ကထောက်ခံကြောင်းအိန္ဒိယကိုပြတ်တာတဲ့ရည်ရွယ်ချက်ဖြစ်နိုင်တယ်လို့ကြွမ်းကျင်သူတွေကပြောကြားခဲ့တာပါဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့ဒါဟာဘေကျင်းမှာမေလ22ရက်အထိရှိမှာဖြစ်ပါတယ်သူဟာတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝမ်ယီအာဖဂန်နစ္စတန်ရဲ့နိုင်ငံသားရဲ့ဝန်ကြီးအမီယာခဲမိုတာဂီတို့နဲ့လည်းသုံးပွင့်ဆိုင်ဆွေးနွေးပွဲပြုလုပ်မှာပါတရုတ်နဲ့ပါကစ္စတန်တို့ဟာကာကွယ်ရေးဆက်ဆံမှုတွေကိုပုံမှုနီးစပ်အောင်ကြိုးပမ်းနေတာဖြစ်နိုင်ကြောင်းဖူတန်တက္ကသိုလ်ရဲ့တောင်အာရှရေးရာစင်တာမှပေါမောက်ခလီမင်ဝမ်ကပြောကြားခဲ့ပါတယ် အိန္ဒိယနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေမှာပါကစ္စတန်ကတရုတ်နိုင်ငံလုံးတိုက်လေယာဉ်တွေဒုံးကျည်တွေနဲ့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တာဟာပါကစ္စတန်နဲ့တရုတ်အတွက်ကြီးမားတဲ့စိတ်အားထက်သန်မှုကိုရရှိစေခဲ့ပြီးနှစ်နိုင်ငံစီးရေးနဲ့ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကိုမြင့်တက်စေခဲ့ပါတယ်လို့လင်းကပြောကြားခဲ့ပါတယ်။ပါကစ္စတန်ဟာအိန္ဒိယနဲ့ဖြစ်ပွားခဲ့တဲ့လေကြောင်းတိုက်ပွဲအတွင်းတရုတ်နိုင်ငံလုံးဂျေတန်းစီတိုက်လေယာဉ်မှာတရုတ်နိုင်ငံလုံး PL-15 ဒုံးကျည်တွေနဲ့ အိန္ဒိယရဲ့ပြင်သစ်နိုင်ငံလုံးရဖယ်တိုက်လေယာဉ်ကိုပစ်ချနိုင်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။အိန္ဒိယအစိုးရကတော့အိန္ဒိယတိုက်လေယာဉ်တွေပစ်ချခံရတဲ့သတင်းတွေဟာမဟုတ်မှန်ကြောင်းပြောပါတယ်။